thank uh you -huh. မင်္ဂလာပါရှင်ခတိ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားမှာအဖွဲ့အစည်းဒီကိုကွာလာလမ်ပူတို့ဖိတ်ပြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခအတွက်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရရှိဖို့ဥဆောင်ဥရွက်ပြုလာတဲ့သဘောနဲ့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကအဖွဲ့အစည်းဒီကွာလာလမ်ပူကိုလာရောက်ဆွေးနွေးဖို့ပြီးခဲ့တဲ့လကပဲဖိတ်ခေါ်လိုက်ပြီးဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်စေယုစုမှတာဝန်ရှိသူများစစ်ဘက်ထောင်လိုင်းရရှိများလည်းလွတ်ဖို့တိုက်တွန်းကြောင်း၎င်းရဲ့ရှန်ဂရီလာတိုင်ယာလော့ခ်မိန်ကိုမှထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ် ညီတိဖွဲ့တွေကိုဖိတ်ခေါ်ထားတဲ့ဆိုတာကိုတော့မလေးရှားအစိုးရသတင်းဌာနဘာနမမှာဖော်ပြထားခြင်းမရှိသေးတာကိုတွေ့ရပါတယ်။မြန်အောင်လိုင်းရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာတွေကိုဖြည့်ချရမှာမြန်မာမှာအရေးကြီးဆုံးဦးစားပေးလောက်မှာကငြိမ်းချမ်းရေးလုံခြုံမှုရှိရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးနိုင်ရလို့ဖြစ်တယ်လို့ဆိုပါတယ်။တကယ်လို့ရွှေကောက်ပွဲကတရားမျှတမှုရှိပြီးဘသူ့အမဖဲထုတ်ထားခြင်းမရှိဘဲအားလုံးပါဝင်ခွင့်ရမယ်ဆိုရင်အပြစ်အနာစာရှိရယ်ဆိုရင်တောင်မှလက်ခံနိုင်စရာရှိရယ်လို့လည်းပြောသွားခဲ့ပါတယ်။ဒါကပဲ၎င်းပြောတဲ့အချက်များမရှိကမြန်အောင်လိုင်းရဲ့ ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံရဲ့မူဝါဒပိုင်းဘာမှထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဆိုတာကိုအသိပေးလိုက်တာပါအာဆီယံထိပ်သီးအစည်းအဝေးပြီးမှအာဆီယံနဲ့အထူးသဖြင့်အန်နမာအီဘရာဟင်ပေါ်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်အာဆီယံရဲ့မလုံမရှန်တဲ့ကိုလိုရာဆွဲတွေးနေမှုတွေကြောင့်မြန်မာအရှိမပေးရောက်သွားပြီးအခြားနိုင်ငံတွေကတက်တက်ကြွကြွနဲ့စေယုစုအကျိုးရှိရာရှိကြောင်းဝင်ရောက်ဆွတ်ဖက်နေကြတယ်လို့ဆိုပါတယ် အနဝါကတပိုင်းမျိုးနယ်တွင်ရှိကျင်းရွာစာတင်ကျောင်းကိုပုံကျဲတိုက်ခိုက်ပြီးရနောက်မှာပဲတိတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာပြီလို့ပဲပြောဆိုသူဖြစ်ပါတယ်မြမရှိကိုဖြည့်ရှင်းဖို့တာဝန်ရှိနေသူမှာစူးခင်းလန်းကိုပန်းမွေရလာပြောဆိုနေခြင်းကပဲ၎င်းဦးဆောင်မှုအပေါ်အမှန်တကယ်ဖြစ်ပျက်နေမှုတွေနဲ့စိုးရင်ပွဲရာကောင်းလောက်အောင်ကင်းကွာနေတာဖြစ်ပါတယ်ဒါ့အပြင်စေအုပ်စုရဲ့ apologetic ကာကွယ်ပြောဆိုနေမှုတွေလိုလက်ခံထားတဲ့တာဆန်နဲ့ဟွန်ဆန်တို့ကလည်းယာယီရေးရအလွတ်တဘောအကြံပေးများဖြစ်အသုံးပြုနေပါတယ်6လကျော်လာခဲ့ပြီဖြစ်တော့လေအနဝါဖို့ဆောင်ရွက်ပုံမှန်သာရှိခဲ့တဲ့အပြစ်ခံ ဲ့စာရင်းကလွှဲပြီးဘာတစ်ခုမှမမြင်ရထုတ်ပြနိုင်ခဲ့ခြင်းမရှိခဲ့မင်းအောင်လိုင်းနေတောင်ကိုတိုင်ကိုကြစကားပြောပြီးဖြစ်ပါလေဘာမှဖြစ်မလာပဲ၎င်းပြောသည်များခေါင်းညိနေရတယ်နောက်လိုက်နောက်ပါတွေကိုကွာလန်လန်ဘူးကိုဖိတ်ခေါ်တော့လဲမြည်တို့အကြောင်းထူလာပြီမလားအားလုံးမျောလင်ထားတဲ့အန်ဝါကရလာတဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရသူအဖြစ်ဝေဖန်ခံရလို့၎င်းနှုတ်ပြီးနိုင်တာတစ်ခုကောင်းလာတာပဲဖြစ်ပါတယ်စိတ်ဖောက်ပြန်မှု uncertainty ဆိုတဲ့အဓိပ္ပာယ်ကိုအရာတစ်ခုတည်းကိုထပ်ခါတလဲလဲလုံနေရင်ကွဲပြားတဲ့ရလဒ်များထွက်ပေါ်လာမယ်လို့မျှော်လင့်နေတယ်လို့ editor ကရှင်းသားထားပါတယ်။ဒီလိုထပ်တလဲလဲမလုပ်ပဲလုံချင်ရလုံနေတဲ့စစ်ဗိုလ်ချုပ်စုသူတွေကိုရောဘယ်လိုကင်မွန်းတက်ရမလဲလို့ပြောပါပါမယ်။အိန္ဒိချင်းနိုင်ငံတွေကကုံသွဲကြီးစစ်ပွဲကြီးဖြစ်လာနေလို့၎င်းတို့နိုင်ငံအရှိမပြတ်ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်ရမလဲလို့အစီအမံနေချပြီးရုန်းကန်နေကြချိန်မှာမြန်မာစစ်ဗိုလ်ချုပ်တွေကတော့၎င်းတို့ဝင်ငွေရရရှာချောင်းကုန်စည်များပို့ဆောင်တင်သွင်းနေမှုကိုတရားမဝင်ပစ္စည်းများဖြစ်ဖမ်းဆီး ီပင်းလေးလံတင်ရောက်ချဖို့ကြံစီနေတဲ့အတွေးခေါ်မျိုးသာရှိနေစေဖြစ်ပါတယ်အာနာဒာတနက်ပြပြီးအလွယ်တကူတင်လိုက်ကြပြီမဲ့တိုင်းပြည်စည်းဝါးတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုခေါင်းနဲ့မရှိကြ ရှိပြန်လဲမလုတ်တက်တဲ့အပြင်ရခင်ရှိပြီးသားတွေကိုတောင်ဖြိုဖျက်ခဲ့ကြပါတယ်ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်လက်ဗိုလ်ချုပ်ပေါက်စာဗိုလ်ချုပ်ဟောင်းဒီပါမကြံမင်းရောင်လိုင်းအာနာသိန်းနာကိုမထောက်ခံသူဟူ၍မရှိအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အောင်မှာအနေစားကျက်လာလို့လည်းဖြစ်တယ်မင်းရောင်လိုင်းကိုတိုင်ကပဲ၎င်းရဲ့မိသားစုအရေးဆိုရင်ကြောင်းကြလာပြီးဩစာတရားမှုလည်းရှိတော့မှာမဟုတ်အလွယ်ကလေးလုံးလိုက်ခြင်းသာဖြစ်တယ်အခုမင်းရောင်လိုင်းကိုကြွယ်ရမှာဖြစ်တင်ပြောဆိုနေကြတာကအာနာသိန်းကဲလို့မဟုတ်စစ်ကိုနိုင်အောင်တိုက်နိုင်တဲ့အရေးအချင်းမရှိတာကြောင့်ဖြစ်တယ်အခုတက်မှမှုအစ်င့်အောင်မှာထွက်တိုက်နေရတဲ့အထိအခြေအ နေစိုးဝါလာပြီဖြစ်တဲ့အဖမ်းခံရသူလက်နက်ချသူတေသူတွေဖြစ်ကုန်ကြတယ်။၎င်းတို့ဖို့ကပဲရခိုင်တဲဆွဲကလေးများဆွဲကလွတ်တော်ခမ်းမာတဲ့ထိုင်နေရတဲ့အဖြစ်ကိုလွမ်းဆွနေကြတော့မှဖြစ်တယ်လို့စောင်းမမှရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ စ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါဝင်ရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှု၂၈ဦးရဲ့အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလူမျိုးတုံးတပ်ဖြတ်မှုဆင်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ဆင်ရဆွေးမှုတွေမှာပါဝင်ပတ်သက်နေတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပါဝင်ရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှု၂၈ဦးရဲ့အမည်စင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ဖို့အတွက်တမာဖွံ့ဖြိုးရေးအင်စတီကျူကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မှမြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ွယ်မှာသူ í စွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်သူများကိုဖော်ထုတ်ခြင်းသူတည်တနာအစီရင်ခံစာတစ်စာကိုတမဖွံ့ဖြိုးရေး Institute ကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမ Institute အနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုတည်ကြခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေး Institute မှမိတမကဆိုပါတယ်။၎င်းစီရင်ခံစာ မှာစေယုတ်စုကျူးလွန်နေရှိတဲ့နိုင်ငံတကာရှာဆွေးမှုတွေအတွက်အသုံးပြုတဲ့စစ်လက်နက်တွေကိုထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ကာကွယ်ပစ္စည်းစက်ယုံ25ယုံမှစက်ယုံမှုတွေကိုဖောက်ထုတ်ထားကြောင်းသိရပါရယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်မှာဒုတိယဘွေချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးကဘွေချုပ်ကုတ်ကွင်းနဲ့ဘွေချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရပါရယ် စစ်ကောင်စီရဲ့လက်နက်စက်ရုံများမှာအမတ်တကာကွယ်ပစ္စည်းစက်ရုံမှုဗိုလ်မှူးကြီးစော်မျိုးမင်းအမတ်နှစ်ကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးလှသိန်းအမတ်သုံးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးမောင်စိုးအမတ်လေးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဒုတိယဗိုလ်မှူးကြီးစော်မင်းထွန်းအမတ်ငါးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်ချုပ်ထွေးလာအမတ်ခြောက်ကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးတိုးလွင်အမတ်ခုနှစ်ကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးထွန်းထွန်းစိုးတို့ဖြစ်ကြောင်းသိရပါတယ်ဒါအပြင်အမတ်ရှိကာကွယ်ပစ္စည်းစက်ရုံမှုဗိုလ်မှူးကြီးမျိုးမင်းစိုးအမတ်ကိုကာကွယ်ပစ္စည်း ည်းစံယုံမှုဘုံမှုကြီးတင်မောင်ချိုအမတ်၁၀ကကွင်းပစ္စည်းစံယုံဘုံမှုကြီးရွှေမြအမတ်၁၁ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးမင်းမင်းစောအမတ်၁၂ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးနိုင်အောင်အမတ်၁၃ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးထွန်းထွန်းအေးအမတ်၁၄ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးရဲစောတွင်အမတ်၁၅ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်အမတ်၁၆ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးစောထွန်းအမတ်၁၉ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးတိန်လွင် အမတ်၁၈ကကွင်းပစ္စည်းစံယုံမှုဘုံမှုကြီးစောမျိုးနိုင်အမတ်၁၉ကကွင်းပစ္စည်းစံ ရမှုဒုတိယဗိုလ်မှူးကြီးအောင်ထွေးအမှတ်20ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးတဝင်းအောင်အမှတ်21ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးညီညီလန်အမှတ်22ကာကွယ်ပစ္စည်းဆိုင်ရမှုဒုတိယဗိုလ်မှူးကြီးမြတ်သူအမှတ်23ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးတိုးလွင်အမှတ်24ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးအောင်ကိုကိုအမှတ်25ကာကွယ်ပစ္စည်းဆိုင်ရမှုရှန်အီတို့ဖြစ်တယ်လို့ဆိုပါတယ် ်အဆိုပါဆက်ရုံမှုတွေကဆက်လက်နဲ့ထုတ်လွှင့်ပြီးအချက်သားပြည်သူများကိုအကြမ်းဖက်မှုတွေကိုတိုင်ရိုက်တာဝန်ရှိခြင်းစစ်အုပ်စုရဲ့ဖိနှိပ်ရေးရန်တရားထောက်တိုင်ဖြစ်ပါဝင်ကြောင်းဆက်လက်နဲ့ထုတ်လွှင့်ရေးခေါင်းဆောင်များစစ်ကောင်းဆောင်မယောင်လိုင်းကဘွေဒူးကုံဒူးများချီးမြှင့်ခဲ့ကြောင်းသိရပါတယ်အစီရင်ခံစာမှာဆက်လက်နဲ့ထုတ်လွှင့်ရေးမှာတိက ရှိတယ်ကကထုတ်၎င်းရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့စက်ရုံမှုတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နိုင်ငံတကာအစိုးရတွေကိုတောင်းဆိုတဲ့ပြင်စင်ခန်းဆောင်မှာဖော်ထုတ်ထားတဲ့စေအုပ်စုရဲ့စလနဲ့ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေပေါ်အမည်ပြည့်စင်ရင်တွင်ကြီးညာဖို့အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံး ံကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးခဲ့ကြောင်းတော်လိုင်းထောက်ပို့လုံဆောင်နေတဲ့ AAC ကိုရဲမင်းကသတင်းဌာနကိုပြောပါရယ် မေလ28ရက်နေ့မှာအစံဖက်စစ်တပ်ရဲ့ပလဲတူတပ်စခန်းမှာထိုင်းနိုင်ငံတွင်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမြို့ရှိကင်းရင်နယ်ကြားဆောင်တပ် BGF တံပြန်လွှဲပေးခဲ့ကြောင်းသိရပါတယ်။မလ EB လာနဲ့အခုမေလာတွင်ထိုင်းမြန်မာနယ်စပ်အနီးရှိအစံဖက်စစ်ကောင်စီရဲ့ပူးလူတူခလေတီတခေါ်ဘီခွီးမော်ဖားသူစခန်းတာလဲစခန်းမေလာစခန်းမော်ဖိုခိစစ်စခန်းနဲ့ပလဲတူစခန်းများကနဲလီစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU ကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲ ညာတွင်အကြံဖက်စစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတင်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကကရင်နယ်ခြားစောင့်တပ် BGF တံလွှဲပြောင်းပြီးပို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်မေလ28ရက်ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်သား22ဦးကလည်းထိုင်းနိုင်ငံတွင်ထွက်ပြေးသွားပြီး၎င်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ hein? ။ဗလဲတူက62ယောက်ကတော့မြောက်ရီပြန်ပို့ပြီးတဲ့စုံစည်းမြိုင်20နှုတ်ကတော့စစ်ပီးနေတယ်။နောက်ထပ်မိတာတွေလည်းထိုင်းစစ်တပ်ကစစ်နေရဲ့ဝေါ်လီဗျူဟာပြန်ပို့မလား။မြောက်ရီနေကြာကော်မတီကတစင်205ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိတာတွေလည်းစင်းရင်တော့မသိရသေးဘူးလို့ဒေသတွင်တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်။လက်ရှိချိန်မှာကရင်ပြည်နယ်အတွင်းရှိမြောက်ရီဖျားသုံးစုကော့ဂရိတ်ကြုံတိုးဖပွန်တန်တောင်ဒေသတွေမှာအကြံဘတ်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များအကြမ်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါ ရှိပါရဲ့ရှင်။